ီဝတ်စုံလေးကတော့ပွဲမှာဝတ်ဆင်ခဲ့တဲ့လူကတော့တဏဘူပါတကယ်ကို international standard အပြည့်ရှိရဲ့ model တယောက်အတွက်ကိုဖန်တီးထားတဲ့ဝတ်စုံလေးပါဒီဝတ်စုံမှာလည်းပုံကထူးခြားတဲ့ hammock လေးပါပါတယ်ဒီဟာလေးကတော့အပေါ်ဆုံးကအရင်ဆုံးအုတ်ထုပ်လေးပါအုတ်ထုပ်လေးမှာပုံကဒီမှာကြောက်လေးတွေဆဝါစကီလေးတွေကိုအသေးစိတ်ထိုးထားပါတယ်ဒါကတော့ခေါင်းဒီဘက်ထောင်ထားတဲ့ဘက်ပေါ့နော် ပြီးမှဒီဘက်ကိုပြန်ဤချသွားတဲ့ဘက်မှာလည်းတပတ်လေအလှဟမ်းမိတ်လေးတွေပုံထိုးထားပါတယ်ဟမ်းမိတ်လေးကတပတ်လေထိုးထားပါတယ်ထိုးထားပြီးတော့မှဒီထိတ်မှာကြောက်လေးတွေကိုဒီဇိုင်းလေးနဲ့အလှဆင်ထားပါတယ်ဒါကတော့အုတ်ထုတ်လေးပါအုတ်ထုတ်လေးကလည်းကိုပိုင်ဒီဇိုင်းကိုပိုင်ဟန်လေးပါပဲပြီးွားရင်ဒီအောက်မှာချက်ကက်လေးပါဒီအပေါ်ခရော့တော့ချက်ကက်လေးရတော့ ီမှာတခါတဲ့အပေါ်ဂျက်ကက်လေးရဲ့ဒီရင်အုံလေးရဲ့ဟိုတတွဲတဲ့တခါတဲ့ပုံကတွဲရဲ့ဖန်တီးထားပါတယ်ဒီဟာလေးကတော့ဒီဟာလေးကအထဲမှာပုံကဒီဖော့ပေါ့နော်ဖော့ကိုတခါတဲ့ထည့်ချုပ်ပြီးမှဒီမှာဆက်နဲ့လိုင်းလေးတွေအညီဒီဇိုင်းဆင်ပြီးတော့ဖန်တီးထားပါတယ်ဒီပေါ်ကတခါဂျက်ကက်နဲ့တွဲထားပါတယ်နောက်ကြောကလေးကတော့ဒီလိုအပြက်ကလေးပေါ့နော်အပြက်ကလေးပါ အဲ့ဒါကိုမှဒီကြောက်လေးတွေဒီဇိုင်းလေးတွေကိုအသေးစိတ်ပြန်ထိုးထားတာလေဒီမှာဒီဇိုင်းလေးတွေပေါ်ပြီးတော့ထိုးထားပါတယ်ဒီဇိုင်းလေးတွေပေါ်ပြီးထိုးထားပါတယ်ကြောက်ထိုးထားတဲ့ဒီဇိုင်းလေးတွေကအသေးစိတ်တေချာပုံဖော်ပြီးတော့မှထိုးထားတာပါဒီကော်လာမှာထိုးထားတဲ့ဒီဇိုင်းဆိုရင်လည်းအသေးစိတ်တေချာပုံဖော်ပြီးတော့ထိုးထားပါတယ်ဒီရလေးကတော့ ဘေးနဲ့ညာစတိုင်တူတူ balance ညီတဲ့ပုံစံမျိုးလေးဖန်တီးပေးထားတာပါဒါအပေါ်ဘက်ကုတ် cross crop dot လေးပေါ့နော်ကုတ်က crop dot လေးချုပ်ထားဖြစ်တဲ့တွင်ဒီကုတ်နဲ့ဘောင်းမီချားမှာတော့ဒီလိုပေါ့နော်ဒီအသားလေးပေါ့ပြန်ပေါ်နေပါတယ်ခါကြောလေးနဲ့ဗိုက်သားလေးပြန်ဖို့ပြန်ဖော်ထားတဲ့ဒီဇိုင်းမျိုးတွေပေါ့နော်ပြီးတော့မှဒီဇိုင်းလည်းမရိုင်းနိုင်အောင်လို့ကုတ်မှာဒီလိုမျိုး ပွင့်ကျဲလေးတွေပေါ့နော်ပွင့်ကျဲလေးတွေကိုတစ်ထည်လုံးပတ်ပြီးတော့ပြန်ပြီးတော့ဒီဇိုင်းဆင်ထားပါတယ်အဲ့တော့ဒါဝတ်စုံတစ်ခုလုံးရဲ့အပေါ်ပိုင်းဒီဇိုင်းလေးပါဒီအောက်ပိုင်းဘောင်းမီဒီဇိုင်းလေးရတော့ဘောင်းမီလေးကိုပုံကဒီအောက်ကနေပြီးတော့ပေါင်ရိုးလေးမှာဒီဇိုင်းလေးကိုပတ်လည်ထိုးထားပါတယ်ပေါင်ရိုးလေးမှာကြောက်ကလေးတွေဆာဝါစကီလေးတွေကို ပတ်လဲပေါ့နော်ဒီတင်ပါလေးပါပတ်လဲအပြည့်ထိုးထားပါတယ်ထိုးထားတဲ့ဒီဇိုင်းလေးကိုကြည့်ကြည့်ပါအရန်လောက်ပါတယ်ဒီဟာလေးတွေကလည်း handmade အနုစိတ်ဖန်တီးထားတဲ့လက်ရာလေးတွေဖြစ်ပါတယ်ပြီးွားမှဒီအောက်မှာဆိုရင်ဒီဇိုင်းအပွင့်ကျဲလေးတွေအောက်ကိုပြန်ပြီးတော့ထိုးထားပါတယ်ဒီဟာလေးတွေကိုလည်းအနီးကပ်ပြပါမယ် ီဟာတော့ high fashion style မျိုးပေါ့နော်တကယ်ကိုအကောင်းစားကြောက်တယ် sawaski စိတ်လေးတွေပြီးတော့ဒီဖန်ချောင်းလေးတွေဖန်ဆက်လေးတွေနဲ့တေချာအသေးစိတ်ဖန်တီထားပါတယ်အဲ့တော့ဒီဝတ်စုံကြီးတစ်ခုလုံးကလည်းပုံကြိုက်တဲ့ဝတ်စုံပေါ့နော်ဝတ်စုံနဲ့မှပါပါတယ်ဂျင်းဟိုမှာတကယ်ကိုပွက်တက်လို့ရတဲ့ဟန်ပေါ့နော် high fashion ပုံစံလေး လူငယ်ဆန်ဆန်ဖန်တီးပေးထားတာလေးဖြစ်ပါတယ်။အဲ့တော့ဒီဝတ်စုံလေးကိုလည်းအဲစိုက်ကြတဲ့လူတွေရှိလို့ပုံကဒီဝတ်စုံလေးကိုထိုးထားတာလေးအသေးစိတ်အနီးကပ်လေးပြန်ပြီးတော့ရိုက်ပြပေးတာဖြစ်ပါတယ်။အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။